ောတာဆင်ပေါင်းမင်္ဂလာပါခင်ဗျာလေးစားရပါသောစာရေးဆရာမကြီးခင်နင်းညူဤမြားကြာပြူဝတ္ထုစေအပိုင်းခုနှစ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာမြားကြာပြူတယ်လီဖုန်းတန်ကြား၍ဒေါ်လီကကောက်ကင်လိုက်သည်တူတူစကားပြောနေတယ်ဒေါ်လီပြောလေ လာမဲ့တနင်္ဂနွေနေ့ညညစာကြွေးမလို့ဒေါက်တာဖီသိန်းနဲ့ဒေါ်လီကိုတူတူဖိတ်တာပါဆက်ဆက်လာနော်လာမှာပေါ့ဟဲ့ဆယ်လီကိုလည်းတူတူဖိတ်ရအောင်မယ်တူတူစိတ်တွေမတူမတန့်ဖြစ်နေတာတွေလဲဆင်းသွားပြီဒေါ်လီဘာကူလဲယူနဲ့ဆယ်လီကတွဲတွဲနေတော့ဒေါ်လီကိုမပြောပြဘူး အခုမှတယ်လီဖုန်းနဲ့ပြောရတာလင်းကတူးတူးနေမကောင်းတော့ကပြုစုတာဆရာဝန်တယောက်လူနာအပေါ်စောက်စောက်တာတဲ့ပူတယ်လို့ထင်တယ်ဒီတရင်ကိုဆယ်လီကြားရင်လဲစိတ်မချမ်းသာမှမဟုတ်ဘူးကိုကိုကြားရင်လဲမတင်ငါစရာဒါနဲ့ပဲဒေါ်လီတို့ပြန်တဲ့နေ့ကတူးတူးကိုကိုကိုအားလုံးပြောပြတယ်ဟဲဟုတ်လား ဥပဇံကြီးကဘာပြောလဲသူကအစကတည်းကသိပြီးသားတယ်တော်ပါသေးတယ်ဟဲ့ပြီးတော့လဲလေဒေါ်လီဝမ်းသာအောင်ပြောရအောင်မယ်ကိုကိုက လင်းနိုင်ငံသားပညာတော်တင်သွားနိုင်အောင်ကျမ်းမာရေးဌာနအတွင်းဝင်ဥဒကျော်နဲ့ဆရာဝန်ကြီးဥပမောကိုတိုက်တွန်းပေးမိတယ် အဲ့ဒီနေ့သမင်းစားပွဲမှာသူတို့နှစ်ယောက်နဲ့ဇနီးတွေလည်းပါမယ်လင်းပညာတော်တင်သွားရရင်ဆယ်လီနဲ့တူတူဝမ်းသာမှာပါဘာပဲပြပြောလေလင်းဟာဆယ်လီနဲ့တူတူတို့ရဲ့ချစ်သူပါတူတူမပိုင်ပါဘူးတော်လီဒါပေမဲ့ သူကောင်းစားရေးအတွက်တော့လူလားတယ်မဟုတ်လားသူဟာကို့ကျေးဇူးရှင်လေမင်းတို့အပြန်အလှန်ပါ တူတူကျေးဇူးတွေလဲဆယ်လီအပေါ်စီးတယ်လေဟိုနေ့ကမလာခင်ကလေးကဆယ်လီကလည်းလင်းနိုင်ငံသားသွားနိုင်ဖို့တူတူကိုအကူအညီ တောင်းချင်တယ်တော်လီကိုလာတိုင်မင်တာအခုတော့အတော်ပဲ တူတူရဲ့ဥပဇန်ကြီးကမနှောပေါက်နေတယ်ထင်တယ်နော်တူတူကိုကိုက လူကောင်းပါကွယ်ညီတဲမှဆရာမလေးတယောက်နဲ့လင်းဆုပ်ခဲ့တာသိပြီမဲသူလင်းကို ရန်ကုန်ပြောင်းရအောင်လုပ်ပေးတာပဲဒါပဲဆက်ဆက်လာနော်တူတူကတယ်လီဖုန်းချသွားသည်မကြခင်ဒေါ်လီဆယ်လီ ဒေါ်လီဆယ်လီတို့ဘက်ကူးသွားသည်ဒေါ်လီကဆိုင်းမစင်ဘုံမစင်ပြောလိုက်သည်ဆယ်လီမင်းအတွက်ဝမ်းသာစရာတည်းဘာလဲတူတူကတယ်လီဖုန်းနဲ့ပြောတယ်မင်းကလည်းဖိတ်လိုက်မယ်ဒီတနည်းနေ့ညစာစားပွဲမှာလင်းကိုဂုံပြူတဲ့အနေနဲ့ထမင်းကျွေးမယ် ဆရာဝန်ကြီးဥပမော်ရောကျမ်းမာရေးဌာနက အတွင်းဝင်ဥဒကျော်ကိုပါဖိတ်မိတဲ့အဲ့ဒါဘာဖြစ်ရမှာလဲအမလီမိဆယ်လီလေတဲ့နေရာကြတော့လေလေပြီးအတဲ့နေရာကြတော့လေအလိုက်တာအဲ့ဒီမှာဥပဇံကလင်းကိုဥဒကျော်နဲ့မိတ်ဆက်ပေးမယ်လင်းနိုင်ငံသားသွားနိုင်အောင် သူကလည်းတိုက်တွန်းမယ် အတွင်းဝင်ကတော်စီလဲမင်းအဝင်ထွက်လုတ်သွားနိုင်တာဗောတူတူကပြောတယ်လေဟုတ်လားဟဲတို့ကဖွင့်မပြရသေးပဲဥပဇံကကြိုတင်စီစဉ်ထားတယ်နော်ဆယ်လီဝမ်းတာသွားသည်မကြခင်ပဲတူတူထံမှတနေ့ငွေနေ့ညစာထမင်းစားဖို့ဆယ်လီတို့နှစ်ယောက်ကို ဖိတ်ကိုယ်တဲ့ဖုံရောက်လာသည် တနင်္ဂနွေနေ့ညစာစားပွဲမှာရင်းရင်းနှီးနှီးမြန်မာပြည်ပြည်ထမင်းစားပွဲဖြစ်၍ဟန်ပန်တွေကိုဟန်ပန်တွေမရှိပုပ်ပွင့်လင်းလင်းတွေ့ဆုံကြသည်ဒီတူကလည်းဥတာကျော်ကတော်ဒေါခင်မြမြဥပမောကတော်ဒေါ်မီဝင်းဆယ်လီဒေါ်လီတို့နဲ့အဖွဲ့ကြသလိုဥပဇန်နဲ့ဥတာကျော်ဥပမောတို့စကားလက်ဆုံကြကြသည် လင်းကတော့လူကြီးများကြားတွင်ခက်ခက်ကုတ်ခက်အေးအေးပဲနေသည် သူတို့စကားပြောနေသည်ကို နားထောင်၏မေးသည့်အခါဖြေသည်သူမျက်လုံးများသည်ဧကန်တော့မှထောင်ထားသောပကြီးကားတစ်ချက်စီသို့မျက်စိခဏခဏရောက်သွားသည်ချစ်သူဤတင့်နေခြင်းဧကန်ဆောင်တစ်ခုလုံးကိုတစားဆင်နိုင်အောင်လွှမ်းမိုးနာလွှမ်းမိုးနေသောအလား အပါမဥပဇံဤရင်ကျက်တည်ငြိမ်သောဣန္ဒြေသူသည်ဣန္ဒြေမမဲ့အောင် ပကြီကားကိုခဏပဲ စူးစိုက်ကြည့်ပြီးမျက်လုံးကိုလွှဲဖယ်လိုက်သည်ဆယ်လီလဲလှနေပါသေးသည် သူလေတိုင်ကြွကြွမှာပလဲသွေးဖွဲ့ဖွဲ့စိနေသေးသည်ရုံရည်သော မျက်လုံးများနှင့်နှင်းစည်းလွားနှကမ်းများစိနေသေးပေမဲ့အိမ်တောင်တက်ဤပူပန်မှုများက လမ်းဆက်မှုကို ရော့ပါစေပါသည်။ဆယ်လိမျက်လုံးများကလည်းတူတူနှင့်လင်းကိုအကဲခက်လျက်စီသည်။ဥပဇံကစိတ်ပါလက်ပါစကားပြောနေသည်။ကျွန်တော်မြန်မာတွေဟာ နိုင်ငံသားကိုပညာထွန်းသင် သွားတာတော်တာများတယ်။သူတို့အနောက်နိုင်ငံသားတွေကိုထိုးပေါက်ကြော်လွင်ပြီးတော်တဲ့လူတွေအများကြီး ဥပဇံအတန်ကအမျိုးသားဝိုင်းမှကြော်လာ၍ဆယ်လီတို့စီဝင်လာသည်ဟူတလောကဆုံးသွားတဲ့မေဇီဆရာဝန်ကြီးဒေါက်တာတူးဆိုရင်ဥပေသိန်တိမှာပေါ့ဘရင်တမားတော်ပွဲကိုအင်္ဂလန်ကရလာတာဟုတ်ပါတယ်ကျွန်တော်ကြားဘူးပါတယ်ဒေါက်တာဖီသိန်းက ပြောလိုက်၏ ကျွန်တော်ကကောက်တီရရင် ခင်မိနေကြတာ သူကမျိုးချစ်စိတ်လဲစီတော့ဘူချုပ်အောင်ဆန်းတို့လွတ်လပ်ရေးအတွက် အင်္ဂလန်သွားတော့တိုင်းပြည်လွတ်လပ်တော့မယ်ခမရကိုတိုင်းပြည် ပြန်လာခဲ့ပြီတော့ဆိုတော့သူခမရပြန်လာတာ လန်ဒန်မှာဘရင်တမားတော်ပွဲနဲ့ကောင်းစားနေတာဆတမမြောက်ကျော့ဘရင်ကြီးကိုခွဲစိတ်တော့သူကမေ့စီဆရာဝန်အဲ့ဒီကနေ့ ဘုရင်တမားတော်ပွဲကိုရတာနိုင်ငံသားမှာကခွဲစိတ်ကုသဆရာဝန်ဆိုအရေးပေးကြတယ်ဒီမှာမြမပြည်ပြန်ရောက်တော့ဘူချုပ်အောင်ဆန်းကလည်းကြာဆုံးသူခမရတမန်မေဇီဆရာဝန်ကြီးအနေနဲ့ကွေလွန်သွားတာအိမ်ပိုင်တော်မဝယ်လိုက်ရဘူးအခုဒေါန်တာဖီသိန်းတို့နေတဲ့အခန်းမှာလေဟုတ်ပါတယ်ခမရ ဒေါန်တာဖီသိန်းကဝင်ထောက်လိုက်ဥဒကျော်ရေကျွန်တော်သဘောကတော့တကယ်တော်တဲ့လူတွေမြုပ်နေရင်ဖော်ထုတ်ပြီးပြီးသက်ဆိုင်ရာဘာသာအလိုက် နိုင်ငံခြားပညာတော်သင်မြများလွတ်ပြီးပြီးသူတို့စီကရလာတဲ့ပညာနဲ့ကိုယ်တိုင်းပြီးပြန်အကျိုးပြုနိုင်ရင်ကောင်းတာပေါ့ဥပဇံကစကားကိုရက်လိုက်၏ ုကုသမင်းစားပွဲအစဉ်သင့်ဖြစ်ပြီးတူတူက ပြောလိုက်၍အားလုံးသမင်းစားကန်းသွားကြ၏သမင်းပွဲမှာကို့အစုလိုက်စကားလက်ဆောင်ကြရင်သမင်းစားကြသည်တူတူကအစည်းကမ်းများနှင့်အတူသူကိုယ်တိုင်ဟင်းလိုက်၏အတွင်းဝင်ဥသာကျော်ကလည်းဥပါဇံပြောခဲ့သောစကားကို ဆက်ပြောသည် ကျွန်တော်ကတော့မင်းတို့မင်းမင်းတို့မင်းကြီးလက်ထက်ကပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့ရမှာ အလွန်နောက်ကျနေပြီလို့နောက်တိုင်းတမိုင်းဆရာတွေပြောတာမမေ့ပါဘူးကျွန်တော်တို့လွတ်လပ်ရေးခေတ်ဦးမှာဒီလိုဖြစ်မှာကျွန်တော်လေးစိုးရိမ်ပါတယ်ခုတုန်းကဘာသာစကားအခက်ခဲလေးစီထစ်ဆိုဘာလွတ်လုပ်အောက်မြန်မာနိုင်ငံကိုတင်ထားတဲ့အင်္ဂလိပ်ကလည်းနှောက်ရှက် သူသဘောမတူရင်ဘာမှမလုပ်ရတယ်လို့ဖြစ်နေတော့နှောက်နေတယ်လူကျင်တဲ့ပညာရက်ကူကိုလည်းပညာတော်သင်ရယူဖို့အခက်ခဲများကြီးရှိတယ်အခုမြန်မာနိုင်ငံမှာပညာတော်သင်တွေဟာအင်္ဂလိပ်စာအခက်ခဲလေမရှိတော့နိုင်ငံသားမှအောက်မကျပါဘူးကျွန်တော်လဲဒါကိုသတိပြုမိပါတယ်ပညာရေးဝင်ကြီးနဲ့လဲဆွေးနွေးမိပါတယ် ဥတာကျော်စကားဆုံးတော့ဥပဇံကဆက်ပြောသည်တခုတော့ရှိတယ်ဥတာကျော်မြမပြီမှာတချို့လူငယ်တွေဌာနအလိုက်အလုံးမှတော်တာတွေရှိပါတယ်ဒါပေမဲ့လူငယ်တွေဆိုတော့နောက်ကြောင်အမားလေးတွေစိတ်တက်တာပေါ့ဗျာဒါတွေကို တီးပြီးသူတို့တိုးတက်ရာတိုးတက်ကြောင်းကို ဆိုင်းငံ့ထားတဲ့အဖြစ်မျိုးတော့အဖြစ်တင်ဘူးပေါ့ဗျာ ကျွန်တော်တို့ငယ်တုန်းကအဖြစ်ကိုစာနာကြရင်သူတို့ကို ခွင့်လွှတ်နိုင်ရမှာပေါ့ဗျာကြီးလာတော့ကိုဟာကိုပြုပြင်လာကြတာပါလေဥပဇံဆိုလိုချက်ကိုဆယ်လီနှင့်ဒေါ်လီတို့လင်မယားစုံတွေရော တူတူပါသဘောပေါက်သည်ထမင်းပွဲပြီး၍တူတူကတစ်တီးစုံကိုနုနှင့်ယောဂါအချူပွဲချပီးသည် ကဲဥတာကျော်ကြီးဒေါက်တာလွင်းစေအောင်ကိုအကြောင်းပြုပြီးကျွန်တော်ကဒီထမင်းပွဲလုပ်တာပါဒေါက်တာလင်းဟာတူတူအသက်ကိုကြိတ်ခဲ့တာပေါ့ဗျာကျွန်တော်ကျေးဇူးရှင်ဒင်းနဲ့ဆယ်လီကိုကျွန်တော်ခမည်းနဲ့ဒေါခင်မြတ်မြတ်လက်အပ်ပါတယ်အစစဆုံးလဲဆုံးမပါကုလဲကုညီစောက်စောက်ပါနော်ဒေါက်တာလင်းအရေးချင်းကိုတော့သူ့ဆရာဘာမော်ပဲမေးကြည့်ပါ ဦးတန်းကျော်ကလင်းမျက်နှာကို ပြုံး၍ကြည့်ရင်ခေါင်းတငိမ့်ငိမ့်လှုပ်နေသည်ထိုနေ့ညကညစာစားပွဲမှာစင်နိုင်လောက်မှအောင်မြင်စွာပြီးသွား၏ပြီး၍သွားပါသည် နောက်ပိုင်းဆယ်လီကဦးတန်းကျော်၏ဇနီးတန်းဝင်ထွက်လှုပ်ပြီးပေါင်းတင်ဆက်ဆံရေးမှတော့ဆယ်လီက ပြောစရာမလိုနောက်6လကြာတော့နိုင်ငံသားတို့ခွဲစိတ်ကူတာမှု အထုကုဘွဲယူရန်ဒေါန်တာလင်းဆွေအောင်ကိုလှုပ်ဖို့အမိတ်ထွက်လာသည်လင်းနိုင်ငံညာမထွက်ခင် ပထမနေ့ကဒေဒီနှင့်မာမီကိုကတော့ရာဆယ်လီကိုတိုင်းလိုက်ပါသွားသည် မင်္ဂလာတုံလင်းရင်ကွေးမှာဘန်ကောက်သို့လင်းရင်ထွက်သွားမည်အကြောင်းကြေညာလိုက်သည်ဒေါန်တာလင်းဆွေအောင်ကိုသားနှင့်သမီးကနန်းနေကြသည် ဆယ်လီသည်မျက်ရည်တွေဝဲလာသည်ជីနူးဝမ်းမြောက်တာမှန်ပေမဲ့ခွဲခွာရမည်ဆိုတော့လေလွမ်းချင်သာဆယ်လီ လင်းသွားမယ်ဒယ်ဒီသားသွားတော့မယ်နော်လင်းဆွေအောင်သည်ဆယ်လီနှင့်ဒယ်ဒီကိုနှုတ်ဆက်ကအခန်းပြင်သို့ထွက်သွားသည်ထိုစဉ်ကဧည့်သည်များအခန်းထိလိုက်ပို့ခွင့်စီသည် လင်းမာမီကနေမကောင်း၍မလိုက်နိုင်ခီးတယ်များ လေရင်စီရသူထွက်သွားသည်ကို လိုက်ဖို့သူတွေငြင်းနေကြသည်ဂျင်မီနှင့်အင်းဒီကလည်းလက်ပြရင်ဒဲဒီရေဟူ၍អော်နေကြသည်ဆယ်လီကမအော်နိုင်တန်းစီထွက်သွားသောခီးတဲတွေအလဲမှာတစုံတယောက်ကိုတွေ့လိုက်ရသည် သူမျက်လုံးကိုမွှေ့စူးဆိုင်ကြည့်နေသည် ဟုတ်ပါသည် မလွဲနိုင် သူစူးဆိုင်ကြည့်နေသူကခရီးသည်များကိုကြော်လင်ကလင်းအနီးရောက်သွားသည်တဲမှာသူရင်ထဲမှာရေရွတ်မိလိုက်သည်ဖះဖះတဲမှာဘဲကိုသွားတာလဲလင်းနဲ့အတူပါသွားတာလားတဲမှာတွတ်တွတ်မမတ်ဆောင်နေဟန် မျက်စိတဲကမထွက်အစိမ်းရင်ခံအဝါခတ်များဆက်နွယ်ထားသော လုံကြီးနှင့် အင်ကြီးပြူခွထားသောတွယ်တွယ်နွယ်နွယ်တဲမကူဟန်က ထင်းနေသည် မမှားနိုင်ပါ UBA လေးရင်ကြီးက ဖြတ်သွားပြီကလေးတွေက အော်နေစေဆယ်လီမျက်လုံးမှာမျက်ရည်တွေဝဲနေသည်မျက်နှာညှို့နေသောဆယ်လီကို ကြည့်ပြီးယောက်မကြီးက ပြစ်ပယ်ထားသည်မှာကြာပြီးဖြစ်သောချွေးမကိုတနာစိတ်ဝင်လာဟန်စီသည်ဆယ်လီပြန်ကြစို့ကလေးတွေနဲ့အတူဒေဒီတို့အိမ်လိုက်ခဲ့ပါလားဆယ်လီသည်ကလေးနှစ်ယောက်ကိုတယောက်တစ်ဖက်ကိုင်းကာ သူ့ခြေလမ်းမမှန်ကျင်တော့နောက်နေ့တွေမှာမမီးကိုမေးရင်ဆယ်လီလာပါမယ်ဆယ်လီအိမ်မှာ လုံးစရာလေးတွေရှိသည်လို့ဒီလိုဆိုသားတို့ဘိုးဘိုးစီလိုက်သွားမယ်ဂျင်မီကပြောလိုက်သည်ကလေးတွေဆန္ဒအတိုင်းသူသည်ရောက်ကမကြီးနဲ့ကလေးတွေထည့်ပေးလိုက်ကအိမ်ကိုပြန်လာသည်အိမ်ကိုရောက်တော့အိမ်ထဲမဝင်ကလေးတွေနေမကောင်း၍လင်းကို လိုက်မပို့နိုင်သောဒေါ်လီအခန်းကိုသူဝင်လာသည် အခန်းထဲမှာစိတ်ပြက်လက်ပြက်ထိုင်လိုက်သည် ကလေးမလေးကသွားပြော၍ဒေါ်လီအခန်းထဲမှထွက်လာသည်ကလထိုင်ပေါ်မှာခြေပြက်လက်ပြက်လဲနေသောဆယ်လီကို တွေ့၍အံ့ဩသွားသည်ဆယ်လီနေမကောင်းဘူးလားဘာဖြစ်လာလဲဒေါ်လီက အနားမှာထိုင်၍ဆယ်လီပခုံးနှစ်ဖက်ကိုကင်ကာမေးလိုက်သည် ဆယ်လီသည်ခေါင်းကိုယမ်းလိုက်၏အမတန်နွမ်းဖြော့တောဟန်နှင့်ဒေါလိလပင်ကိုဖက်ကာပခုံးကိုမျက်နှာအပ်၍ငိုသည်ဟဲ့ဆယ်လီဘာဖြစ်တာလဲကလေးတွေရောသူတို့ဘဘိုးနဲ့ပါသွားတယ်တဲမတဲမလင်းနဲ့ပါသွားပြီ ်ဆယ်လီသည်ယခုမှဆက်၍ဆက်၍ငိုသည်ဒေါ်လီကလည်းဘာမျှမပြောနိုင်ယခင်ကလင်းဆွေအောင်ကိစ္စတူတူတတ်တန့်ကြားပြီမဲဆယ်လီက ပြောပြခဲ့ခြင်းမဟုတ်ယခုမှဆယ်လီကပြောပြသည်ဆယ်လီရဲ့စိတ်ချမ်းသာအောင်နေပါတဲမနဲ့အတူထွက်သွားတာဟုတ်ကျင်မှဟုတ်မယ်တို့စုံစမ်းသေးတာပေါ့လင်းဒီလောက်မပတ်စပ်ပါဘူး အခုခလေးတွေမှမရှိပဲဒီမှာဒေါ်လီနဲ့အတူထမင်းစားဒေါ်လီက နှစ်သိရင်ဆယ်လီကိုထမင်းကျွေးသည်တော်ပြီဒေါ်လီကိုဘာမှမစားခြင်းဘူးကိုအေးအေးဆေးဆေးတွေးနေခြင်းနဲ့သွားမယ်အိမ်မက်မရက နိုးလာသူလိုဒရင်တရိုင်နဲ့ဆယ်လီအခန်းပြင်ထွက်သွားသည်သူအိမ်ရောက်တော့ဘယ်သူနဲ့မှလည်းစကားမပြောခြင်း အဲ့ရတဲ့ဝင်ခွေနေသည်ဟန်အင်းနဲ့ထမင်းချက်ကလေးမလေးကလည်းဘာမှမမီရဲ့သူတို့ဆရာကတော်လင်းကိုလွမ်းသည့်စိတ်နှင့်ခွေနေသည်ဟုထင်သည်ဆယ်လီကတော်လင်းကိစ္စကိုဘလို့စုံစမ်းရမည်ကိုပဲစဉ်းစားနေသည်စဉ်းစားရင်းမှလင်းနှင့်စားတွေ့ရသည့်အချိန်ကိုတတိရလာပြန်သည်တွေ့ကြက လင်းကအေးအေးငြိမ်ငြိမ်တူတူတက်တဲအမတန်အေးချမ်းသောလူတယောက်လက်ထပ်ပြီးတော့လင်းကိုအစအစအလိုလိုက်ခဲ့သည်ဒေါခင်တက်တက်တင်ဝါဒအတိုင်းအရက်ကိုလည်းကိုတိုင်းစပွဲခင်ပေးခဲ့သည်တောင်မော်ကမိန်ကလေးကိစ္စတဲမှာကိစ္စတွေမှာလေသူလင်းတိတ်ခါကို မထိခိုက်အောင်ဆောင်ရွက်ခဲ့သည် မလုတ်ခြင်းဆုံးအလုတ်ဖြစ်သည်ဤစာလူဘက်ဖြစ်ခဲ့သောတူတူထံမျက်နှာအောက်ချ၍မြည်သေးမှရန်ကုန်ပြောင်းဖို့ရန်ကုန်မှ နိုင်ငံသားပညာသင်သွားဖို့သူတောင်းမှန်တူစုပြောခဲ့ရသည်မှာမိမတယောက်တွင်သိက္ခာအကြဆုံးအလုတ်မဟုတ်ပါလောသူ့အပေါ်လင်းဘာမကြည်နဲ့ပါတလေသူတွေးရင်အဲ့ရမှမထတော့ ဒေါ်လီတို့အခန်းမှာတော့ကိုဖီသိန်းဆေးရုံမှပြန်ရောက်လာသည်သမင်းစားပြီးဒေါ်လီကပြောပြသည်ကိုသိန်းကြီးမိဆယ်လီကတော့ဂျုံဝဲချငုံနေပြီဒေါက်တာဖီသိန်းကအံ့အားတင်းသွားသည်ဘာဖြစ်လို့လဲလင်းလီရင်ပြမောအတက်မှာ တက်မှပါသွားတယ်မြင်လိုက်လို့တယ်။ဘာမိသေးကသူနာပြုတ်ဆရာမလေးလား။ဟုတ်တယ်။ဒိုလီကလည်းတားကြီးနေမကောင်းလို့လိုက်မပို့တော့မမြင်လိုက်ရဘူး။အိုးတိတိကျကျစုံစမ်းပါဦး။ကိုလည်းစုံစမ်းကြည့်အောင်မယ်။ဒီကောင်ကလည်းလူကြည့်ရင်အေးဆက်ဆက်နဲ့ ဘလို့လုတ်သွားတာလည်းမသိဘူးတကယ်မှန်ရင်ပေါ့လေတခုကလည်းတဲမသူပတာတင်နန်းတွတ်တတ်တာလည်းဖြစ်နိုင်တာပဲဒေါ်လီတို့ဆယ်လေးအခန်းကူးသွားရအောင်လားသူ့ကလေးတွေလည်းသူ့ယောက်ခမကြီးကခေါ်သွားတယ်အခုချိန်မှာအေးအေးဆေးဆေးသူ့တယောက်တည်းထားလိုက်ပါကောင်းပါတယ် ကုသိန်းစုံစမ်းပြီးတေချာမဘာဆက်လုပ်တင်လဲဆိုတာဆွေးနွေးရင်ကောင်းမယ်ကုဖီသိန်းစကားကိုနားထောင်နေပြီမဲ့ဒေါ်လီကဆယ်လီထန်းသွားကျင်နေသည်ကုသိန်းကလေးအနာနေရအောင်ဒေါ်လီခဏတော့သူ့အနာသွားလိုက်အောင်မယ်ဆယ်လီစိတ်သက်သာရရအောင်တခုခုတော့ပြောအောင်မှာပေါ့ဒေါ်လီကကိုဖီသိန်းကိုထားခဲ့က ထွက်သွားသည်ကိုဖီသိန်းကတယောက်တည်းစဉ်းစားနေရသည်ဆယ်လီကဒေါ်လီတငယ်ချင်းဖြစ်တယ်လို့လင်းဆွေအောင်က သူ့ဤကြောင်းနေပဲတငယ်ချင်းလင်းဆွေအောင်အတွက်သူလဲစိတ်မကောင်းဆယ်လီကိုလက်မထက်ခင်ကလင်းနဲ့လက်ထက်ပြီးတော့လင်းနဲ့လက်ထက်ပြီးတော့လင်းကမတူ လုံးဝပြောင်းလဲသွားသည်လင်းနဲ့ဆွေးနွေးခဲ့သောညတညကို ူတတိယနေသည်ဆယ်လီသူဒေဒီစီယာနမတူသူပြန်ရောက်နေတုန်းကတညဦးကလင်းခန့်သူကူက သူတို့အရက်တောက်ကြသည်လင်းကဖိတ်ကိုရီဖြစ်သည် အင်ရီရရအိမ်မအရက်တောက်တတ်သောအကျင့်တော်သူငယ်ချင်းကိုကျေးဇူးတင်မိသည်ဒါဗိမဲ့လင်းကတောက်လင်းအလွန့်ကျွံတောက်သည် သူကဟန်လောက်ပါဟန်လောက်ပဲတောက်သည်အရက်တောက်တာကလည်းနည်းနည်းဆုပ်အောင်လင် ကိုယ်ကျမ်းမာကြီးပြန်ထိမယ်မိမပွေတာလဲတတိထားအောင်မှာပေါ့ကိုဖေသိန်းကအရက်တောက်ရင်တတိပေးသည်သူငယ်ချင်းငါ့ကိုဘာလို့တရားဟောခြင်းရတာလဲလောကကြီးမှာလူတွေဟာလူကျင်နာတစ်ခုခုရအောင်လုပ်ကြတယ် ရလာခြင်းရဲ့နောက်ဆက်တွဲကိုနောက်ဆက်တွဲအကျိုးကိုရအောင် လုပ်တဲ့သူကခံရမှာပေါ့လင်းကသူ့အဘိဓမ္မာနဲ့သူကိုဖီသိန်းကိုတရားပြန်ဟောသည်ဆယ်လီယောငါယောလိုချင်တာကိုလုပ်တဲ့သူတွေဆယ်လီကငါ့ကိုလိုချင်တယ်ရအောင်လုပ်တယ်ငါကလည်းဆယ်လီရဲ့အတွေ့ကိုပူတာရတယ်တူတူကိုပြစ်ပြီး ဆေလီကိုယူတယ်။ဒီကိစ္စမှာဘယ်သူဘယ်သူမှတရားခံမဟုတ်ဘူး။ဒုနှစ်ယောက်သုံးစိတ်တူကိုတူလုပ်ပြီးဒုနှစ်ယောက်ခံရတာမင်းအပူမပါပါဘူးဖေသိန်းရ။ငါပူစီရတော့မရှိပါဘူးတကယ်ချင်းဒါပေမဲ့မင်းကထင်ရဆုတ်လုပ်နေတော့ဆေလီမှာစိတ်လေထိခိုက်တယ်။မင်းအလုံးမှာလည်းထိခိုက်တယ်။ လင်းကကိုဖေသိန်းစကားကြတော့ရဲသည်အလုတ်ထိခိုက်တယ်ငါ့ကိုနေရာမပေးခြင်းလို့မပေးကြတာပါကွာလူနာတွေအပေါ်ငါဘာတောင်းမကြည့်ခဲ့တယ်လဲပြောစမ်းပြီသိတောင်ပေါ်မြို့မှာညနေပိုင်းငါ GB ရှေ့ကထိုင်ရင်တခါတခါလူနာတွေဆင်းရဲလွန်းလို့ငါအိတ်သေးကတော့ငွေထုတ်ပြီးဆေးကူလာတဲ့ကောင် မိဘတွေကလည်းငါ့ကိုလက်လူရှူတာတော့ဒီတုန်းကငါငွေရေးကြေးတိတ်ကျက်တဲ့ခဲ့တယ်ငါဘုံမချက်ချင်ပါဘူးစီတမြနဲ့လူနာတွေကိုငါကူညီတာ ချမ်းသာတဲ့လူတွေစီကငွေယူပြီးဆင်းရဲတဲ့လူတွေကိုကုခဲ့တာငါလူနာတွေပေါ်လက်လူရှူတောင်းဝန်မကြည်တာရှိရင်ပြောပြထောက်ပြအေး မင်းလဲဆရာဝန်ပဲငါတို့ဆရာဝန်ဘွဲယူတုန်းကဂရိတစ္ဆာယူခဲ့တယ်လေလူနာတွေအပေါ်မှာမိမိရင်သားကဲ့သို့ပြုစုစောက်စောက်ကုသပါမိဆိုတာခုတော့လူနာရဲ့လျှို့ဝှက်ချက်တွေကိုမိသူကူများမပေါက်ကြားစီရဘူးဆိုတာတစ္ဆာပြုရတယ်လေငါတက်နိုင်တလောက်မြန်မာလူစီလျော့အောင်ဘာသာပြန်ပြတာပါသူငယ်ချင်း တို့ဂရိတစ္ဆာခံယူတဲ့အထဲမှာလူနာအပေါ်မှာသာတစ္ဆာစီရမယ်ပြောတာ မိမအပေါ်မှာတစ္ဆာစီရမယ်လို့မပါဘူးအရက်မူမူနေပြောပြီလို့သာကတိကတလင်းဤစကားကို ကိုဖေသိန်းကစိတ်ပြက်လာသည် လင်းပြောတာတစိမ့်တစ်ပိုင်းမှန်သည် လူနာနဲ့ပတ်သက်လို့တော့လင်းကိုဖီးရင်ဖီး စောက်စောက်ပြုစုသည်ချွင်ရင်းချက်မရှိကြားခဲ့ရသည်ငါကသူငယ်ချင်းနေနဲ့တတိပေးတာလေမင်းလူနာတွေအပေါ်ဂယူဆိုင်တယ်လို့ဆယ်လီပေါ်လဲဂယူဆိုင်မှာပေါ့မင်းကအဆမ်းပဲငါကြားဘူးတာတမြင့်ယူလုံးနောက်တော်လဲတောက်ရီအူကြည်ရင်ပြီးရောတဲ့မင်းကတော့တမြင့်ယူလုံးကြည်ပြီး တောက်ရီဦးကြမှာကွက်နောက်တယ်ကွာကူဖီသိန်းပြောဒီကိုရုတ်တရက်ပြန်မဖြစ်လင်းကအရက်စုပ်ယူကဇိန်ခံတောင်းနေသည်ပြီးမှတဖြည်းဖြည်းပြောသည်မင်းနားမလဲပါဘူးသိဖီသိန်းရငါဝေဒနာကိုဘယ်သူမှနားမလဲဘူးငါလည်းမပြောချင်ဘူးငါရင်ထဲကနောင်တာကိုငါမချေပြတ်နိုင်ဘူး ဘာနောင်တလဲဆိုတာမင်းမေးဖို့မလိုဘူးဆယ်လီအတွက်တော့ကွာမင်းပြောသလိုတမြင့်ယူလုံးကြည်နေပါလျက်နဲ့သူ့တောက်ရီဦးကိုခက်ရမှာရေနောက်ပါလာတယ်ဆိုတော့သူ့ကံတရားပေါ့ပြောပြီးသူငယ်ချင်းငါထပ်မပြောတော့ဘူးငါ့ကိုတရားမပြနဲ့ငါဟာဆရာဝန်ဆရာဝန်ကောင်းတယောက်ဖြစ်ကောင်းဖြစ်ပြီမဲ့ လင်ကောင်းတယောက်တော့မဖြစ်ဘူးလင်းဆွေအောင်နှင်းသူနှစ်ယောက်တည်းတောက်ကြသောအရက်ပွဲမှာလင်းဤစကားများကိုကုဖီသိန်းတတိယသည်ဆယ်လီပြောသလိုတဲမာကို အင်္ဂလန်ကိုခေါ်သွားသည်ဆိုသည်မှာဖြစ်နိုင်ကြီးသည်တစ်ဖက်ကန်းတွင်ဒေါ်လီကတော့ဆယ်လီစိတ်ချမ်းသာအောင်စိတ်တက်တာအောင်မိသည့်စကလုံးများနှင့်နှစ်သိမ့်နေသည်မတိနိုင်ပါ ဟုတ်ကဲ့ဆ ्याम ကြီးဤမြန်ကြပြူအပိုင်းခုနှစ်ကိုဖတ်ပြမျှဝေပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာအပိုင်းစစ်ကိုဆက်လက်စောင့်စားနားဆင်အားပေးကြပါဦးခင်ဗျာနားဆင်ပေးကြတယ်တော်လန်ကလစ်ကတူတယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာတော်တာဆင်ပေါင်းဘေးပြာဝေးကွာကြပါစေမြမပြည်ကြီးဘေးရန်အပေါင်းတို့မှာ အမြန်ဆုံးကင်းလွတ်ကြပါစေ